ျွန်တော်က10နှစ်တောက်လျှောက်ငှားပြီးသွားပြီဆိုတဲ့အခါကြလို့ရှိရင်ဒီကနေကျွန်တော်ရတဲ့အိမ်ငှားကနဲ့ပဲကျွန်တော်ကအတိုးပေးနေလို့ရှိရင်တော့မှကျွန်တော်ကတစ်နှစ်တစ်နှစ်ကိုအမျက်ထွက်နေသေးတဲ့အပြင်10နှစ်ပြီးသွားတဲ့ခေတ်ချင်းမှာကျွန်တော်ဒီအိမ်ကိုအလကားနီးပါးနဲ့ပိုင်သွားမှာဟဲ့နင်းတို့အိမ်မှာတစ်နှစ်လုံးနေတော့မှ10%ပဲမြတ်ဒါတစ်နှစ်လုံးနေတော့မှ7%ပဲမြတ်ဒါဘလို့လို့ကြိုက်မှလဲဆိုပြီးခေါင်းစဉ်တွေဖြစ်လာတာပေါ့နော်။ဘာကြောင့်လဲဆိုရင်မနိုင်ငံမှာကဘဏ်ကတည်းကကျွန်တော်ကငွေချေးလို့ရှိရင်တော့မှရတဲ့အတိုးနှုန်းကကျွန်တော်ဒီမှာအိမ်ငှားစားလို့ရှိရင်ရတဲ့အတိုးနှုန်းကမြင့်နေတာနော်အဲ့ဒါကြောင့်မလို့ ကျွန်တော်ကလည်းဒီဗီဒီယိုလေးလုပ်ပြီးရှင်းပြပေးတာမိင်္ဂလာပါဒီနေ့တချို့ပစ္စည်းတွေဒီမှာရွှေမလို့ဖနက်တေးတဲ့ဘဘဲငူပုံမလို့ပြီးတော့ဒီနေ့သူတို့ဟိုအိမ်မှာကျွန်တော်ကရင်ရောက်မယ်ရောက်မယ်ဆိုသူတို့လာဆင်မယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကြီးကြားမလို့မဟုတ်အဲ့ဒါကြီးသွားကြည့်ရင်ねအ ဒီအခုတိုင်းမှာပေါ့နော် property investment property investment ဆိုတကယ်လို့မှကွန်ဒိုဝယ်တာပဲဖြစ်ဖြစ်အိမ်ဝယ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အမီးဝယ်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီလိုဒီလို property တွေထဲမှာယင်းဒီမြုပ်နှံကြတာပါကြောင်းလဲဆိုတာရယ်ယင်းဒီမြုပ်နှံလို့ရှိရင်ဘလို့အချိုးမြက်တွေရတာလဲဆိုတာရယ်အဲအဲ့ဒါလေးတွေကိုကျွန်တော်တစ်ချက်ပြောပြပေးမလို့เนาะတကယ်လို့အဲ့လိုမျိုးပေါ့နော် ဘာကြောင့်လူတွေဒီမှာဝယ်ကြတာလဲဘာလို့နိုင်ငံအများကြီးရှိတယ်ဗျာစင်ကာပူရှိတယ်မလေးရှားရှိတယ်အဲထိုင်ဝမ်ရှိတယ်စသဖြင့်ပေါ့နော်အာရှမှာဆိုလဲနိုင်ငံတွေအများကြီးပဲဒီမှာအခုလက်ရှိမှာဆိုလို့ရှိရင်ထိုင်းမှာကလာပြီး invest လုပ်ကြတာအရင်များတယ် invest တွေဆိုယင်းနီးမြုပ်နယ်နဲ့ယင်းနီးမြုပ်နယ်နဲ့ဆိုရဲကအမှန်ပြောရလို့ရှိရင်တော့ဟိုအကျိုးမျက်ရှိလို့ပေါ့နော်အဲ့တော့ဘလို့အကျိုးမျက်ရှိတာလဲဗာလဲညာလဲပေါ့ဆိုတော့အဲ့ဒါလေးတွေကိုကျွန်တော်တစ်ချက်ပြောပြပြီးမယ်ကျွန်တော်တည်တဲ့လောက်ပေါ့အဲ့တော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင် စုံတီးကြည့်လို့ရပါတယ်။ဟိုရောက်တော့မှာပဲ။အိမ်ရောက်မှာပဲရှာရှိမယ်နော်။ကားပေါ်မှာတော့ရှာမရှိတော့ဆိုတော့ဆက်ကြည့်ပြပါ။အိမ်ရောက်ပါပြီ။အိမ် update လေးနည်းနည်းပြရမယ်နော်။ဒီမှာ like ကတော့တက်ပြီးတော့ attack ကရအလောက်ကြီးပွားနေမယ်လို့ကိုကမထင်ထားဘူးသူ့အသားရ။ဒီ like ကအသားရထူတာလား။နော်။ငါအလောက်မမျောလင့်တာဘူး။ပန်ပါပါလေးနဲ့လေနေရာမယူဖြစ်ရမှာအခုကဘောလုံးကြီးပါနေချီးနေတော့ နောက်ပိုင်းကြရင်တော့နောက်ပိုင်းကြတော့ဟောဒါမှမဟုတ်အဲ့ဒါအရန်အရန်နေရယူမှာဆိုလို့တစ်ဖက်ပဲဟိုတစ်ထပ်ပဲတတ်ထားတာဒီပဲတတ်ထားတာ night ကိုတော့မတတ်ဘူးဒါပေမဲ့ဒီဒီကြီးကလည်းထူလိုက်တာသူကိုယ့်ကိုပြတော့ပါပါလေးလို့ပဲဘလို့လို့အဲ့လောက်ထူပါလဲမသိဘူးလာတော့လာရှာပါလားကဲ remove နဲ့ဖွင့်မယ်တဲ့တော့ remove လေးနဲ့ဆိုတော့သိုးပါအောင်အော်ကင်မရာထဲမှာတော့ပုံပြီးမျက်စိနောက်ပြအပြင်မှာမျက်စိမနောက်ဘာလို့လဲမသိဘူးနော် ကင်မရာတွေရောအဲ့ line တွေအပူပေါ်လာကဲရုပ်ရှင်ရုံနဲ့ရောက်သွားပါပြီတစ်ခုလုံးပိတ်သွားပါပြီဒါနှစ်ဖက်လုံးအဲခလုံးလေးလေးအော်တိုပြန်ပွင့်အဲ့ဒီအော်တိုပြန်ဖွင့်ဖို့ပိတ်ဖို့အရေးကို350လောက်တုံးလိုက်ရတယ်ဟုတ်တယ်မလား2000ကတော့နောက်တောင်ကတော့သိန်း40ပေါ့သိန်း40လောက်တုံးလိုက်ရအော်ဒါပဲလားအဆုံးနေမွေတော့လား အဲ့ဒါအဆုံးပဲဟွန်း social work ဟုတ်တော့ဆို privacy ရတော်တော်ရှိချပါတယ်ပင်ကနေအထဲတော့မမြင်ရတဲ့လောက်ဖြစ်သွားတာပေါ့နော်ကဲဒီမီကတော့တော့ပြီ။တัวဘဲချင်းလို့လေ LED ဖြစ်တဲ့အတွက်ကြောင့်မလို့တัวအမြဲမိတ်တုံမိတ်တုံပဲ။7 and 11ဝင်လာတယ်။ဝင်ပြီးတော့ဒီမုံကြီးတွေဝဲလာတယ်။ပါမုံကိုပါမုံကိုဘိုလီပါမုံဆန်နေပြီးတော့ဒီမှာ ทายละเพยีทายตีเก็ได้เลยทายที่เวลาเลยไซเนปยอมเองมาด่าปั๊มมึงไหมฮะชิสเนอร์ฮามเนี่ยบ่ยเนี่ยของเลยจ้ะฟังในแบบว่ามาไหม င်ဟာကောမဒီလေးတယ်နော် Happily သူတို့စရောင်းကြတဲ့သူအဲ့ဒါနဲ့ရောင်းလားအဲ့ဒါကြီးတက်ပေးမှာဆိုပြီးအဲ့ဒီစိတ်ကနည်းနည်းစည်းကြီးရေဒီပိုက်ကောင်းနေပါလေဟာတဲ့နည်းနည်းဆော့ဆော့လေးရအောင်ပါမအီးဝါနော်ခါဘီအရသာနေမှာအင်း နေပြီပါနေပြီဟောရဆွဲပဲဒီအိမ်ဆိုလို့ရှိရင်ကျွန်တော်အခုဟာပေါ့နော်ပြင်ဆင်နေတဲ့အားလုံးအပီးဆိုရင်ကျွန်တော်အထင်ကျွန်တော်ဝယ်တာကကိုတန်ကျွန်တော်တို့ပြင်ဆင်အပီးဆိုလို့ရှိရင်ကျွန်တော်10သန်းလောက်တော့မှန်ထားတယ်ပေါ့နော်ဆိုလို့ရှိရင်တော့ pre-book ကအပြည့်အစုံအဲတော်တော်များများပြည့်စုံပါပြီ။ရှင်းပြောရင်ဗျာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကြတော့အိမ်ကိုပြန်ငှားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲ့ ဖာနီချာတွေအပြည့်စုံထည့်ပေးရတယ်အဲဖာနီချာတွေအပြင်ရေခဲတက်တာပါပါညာအကုန်လုံးအပြည့်စုံထည့်ပေးရတယ်ပေါ့နော်အဲ့ဒါတွေအားလုံးအပြည့်အပြည့်စီတာဆိုကျွန်တော်ဒီအိမ်ကဥမာ၁၀သန်းရှိတယ်ထားပါဆိုအဲ့ဒါဆိုလို့ရှိရင်အခုလက်ရှိမှာဆိုလို့ရှိရင်တော့မှကျွန်တော်တို့အိမ်ကိုစဝယ်ဝယ်ဝယ်ပြီးတော့အခုအိမ်အခန့်ဒီမှာဆိုရင်ဒီက developer ပေါ့နော်စောက်ပေးတဲ့သူတို့ company ကကျွန်တော်တို့ကိုကမ်းလှမ်းတာကငားမဲ့လို့ရှိတယ်တလောက်ကိုတသိန်းပေးတယ်ဆိုပြီးတော့ လိုကလည်းနေပေါ့နော်အဲ့တော့အမှန်ပြောရမယ်ဆိုဒီ time မှာကကျွန်တော်တို့ property investment လုပ်တယ်ဆိုတဲ့ကိစ္စအဲငါးကားကိုပဲကျွန်တော်တို့ကကြည့်တာလေနော်ဒီအိမ်ဆိုလို့ရှိရင်ကျွန်တော်၁၀သန်းကြားတယ်ထားလိုက်ဒါဒီသူဒီတလောက်ကိုတသိန်းတသိန်းဆိုတာကဒီအိမ်ကကြအမှန်ပြောရလို့ရှိရင်တော့တို့အနေနဲ့ပြောရင်ဟို market အရမြင့်တယ်လို့ပြောရမှာပေါ့နော်တို့ဟိုငါးပေးနိုင်တဲ့ rate ကကျွန်တော်မှန်းထားတာဆိုရင်ဗျာ6000ခွဲ9000လောက်ပဲကျွန်တော်ကမှန်းထားတာဆိုတော့ထားလိုက်ပါသသိန်းရတယ်ပဲဒါအဲ့ဆိုလို့ရှိရင်တစ်နှစ်ကိုကျွန်တော်တို့က ဆ12သိန်းပေါ့နော်တသန်းနဲ့2သိန်းရမယ်ပွဲခါကိုကျွန်တော်တို့ကတလားစား3သိန်းပေးရမယ်အဲဆိုရင်ကျွန်တော်တို့က17သိန်းတသန်းနဲ့3သိန်းရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရင်းထားတာဒီ10သန်းရှိမယ်တနည်းကိုကျွန်တော်တသန်းဝင်နေပဲထားလိုက်အောင်ကျန်တဲ့3သိန်းကိုကျွန်တော်ကဒီမှာအဲ management fee တွေတို့ maintenance fee စေပါပါညာညာကြီးကျွန်တော်ပေးရတာရှိရဗျာတလားကိုတနည်းကိုကျွန်တော်3000လောက်ရှိရဒီမှာတိန်ကတလားကို3000လောက်ရှိရဗျာပြီးရင်ကျွန်တော်ကရေကူးကန်တန့်ပေးရပါရှိတယ်ဥယျာဉ်ကိုကျွန်တော်တို့ကလုပ်ပေးရတာရှိတယ်ဥယျာဉ်ဆိုကျွန်တော်တလားကို၄000ရှိတယ်တနည်းဆိုလို့ရှိရင် င်4000ကျော်ရှိမယ်ပေါ့နော်အဲ့ဒါအလုံးမှကျွန်တော်နောက်တဲ့သိန်းကျွန်တော်သုံးလိုက်တယ်ထားပါပေါ့နော်သူတို့မီတာကားတို့ရေတို့ဘာတို့ကကြာတော့ငားတဲ့လူကပေးတာအဲ့လိုမျိုးသားဆိုရင်ကျွန်တော်ကတနတနာကိုတနစ်ကိုတတန်းဝင်နေဆိုလို့ရှိရင်သူက10%လောက်ကျွန်တော်ကဝင်တဲ့သဘောဖြစ်နေတာပေါ့နော်ဘာကြောင့်လဲကျွန်တော်10တန်းရင်းထားတယ်ကျွန်တော်ကအိမ်ကိုတလားကိုတသိန်းနဲ့ငားလိုက်တယ်တနစ်ကိုကျွန်တော်က တက်တန်းဝင်နေ10နှစ်ဆိုကျွန်တော်အရင်ကြည့်ပြီအဲဆိုလို့ရှိရင်တနစ်ကိုသူတန်းပါဆန်အမြတ်ဝင်နေဆိုတဲ့အထိပဲဖြစ်နေတာပေါ့အဲ့တော့အဲ့ဒီတနစ်ကိုတန်းပါဆန်ဆိုတဲ့ကိစ္စကဥပမာပေါ့နော်မြန်မာနိုင်ငံအနေနဲ့ပြောမယ်ဟိဆိုများလားဆိုလို့ရှိရင်တော့မများဘူးပေါ့နော်မြန်မာနိုင်ငံမှာကကျွန်တော်တို့အိမ်တွေဘာတွေလုံးသွားလျှောက်လို့ရှိရင်တော့မကျွန်တော်ဆိုရင်ဗျာကျွန်တော်ရဲ့ဟိုပထမဆုံးဝယ်တဲ့ကွန်ဒိုတော့ကျွန်တော်မြန်မာနိုင်ငံမှာချင်းငွေလျှောက်တော့မှဆိုရင်သူကကျွန်တော်ကိုတနစ်ကို12 12ရာခိုင်နှုန်းနဲ့ချပေးတာ စနစ်ရာခိုင်နှုန်းနဲ့7300ခိုင်နှုန်းအဲ့လောက်တိရှိတယ်ပေါ့။အဲ့တော့တနစ်ကိုကျွန်တော်တို့10ရာခိုင်နှုန်းမဲ့မြတ်တယ်ဟိဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ကဒီချင်းငွေအရာတော်မှာကျွန်တော်တို့ကမကိုက်ဘူးလို့ပြောလို့ရတာပေါ့။ကိုက200ခိုင်နှုန်း300ခိုင်နှုန်းစိုက်ရမယ်ဆိုတဲ့ပုံစံဖြစ်နေအောင်။ဒါပေမဲ့အဲ့ဒါကမြန်မာနိုင်ငံအခြေအနေပဲဗျ။မြန်မာနိုင်ငံမှာပဲကျွန်တော်ဒီ property တွေတို့ကားတွေတို့ဘာများတို့ကျွန်တော်တို့ instrument တွေနဲ့ဝယ်တယ်လုံးတွေနဲ့ဝယ်တယ်ဆိုလို့ရှိရင်သူတို့ပေးရတဲ့ percentage တွေအမြင့်ကြီးတယ်ပေါ့။အဲ့ဒါကြောင့်မို့ကျွန်တော် ဗမာပြည်မှာဟို central condo ကြီးကျွန်တော်ဝယ်သေးတယ်ဝယ်တော့ဆိုလို့ရှိရင်တို့ကဟောင်ကောင်က developer ကနေလုပ်ပေးတာပေါ့နော်တို့ကျွန်တော်သွားပြောတဲ့အခါကျတို့ကဘာပြောလဲဆိုရှင်အာလုံးနဲ့မဝယ်ပါနဲ့လားဘာကြောင့်လဲဆိုလို့ရှိရင်တို့ပြောချင်တာကမြန်မာနိုင်ငံကလုံးဝအရန်ဈေးမြင့်သွားကြီးတယ်ပေါ့နော်ဒါတောင်မှတို့ပြောတဲ့ဟာဒီတကယ်ဟိုဘဏ်အကြီးတွေရဲ့ ဟိုပါဘောနော်အတိုးနှုံဘန်အကြီးတွေဆိုတာပြောက်မှယူမရဘာလို့ရှိမယ်အဲ့ဘန်တွေကနေပြီးလို့ရှိရင်အတုံးအခစ်တုံးอ่ะဆိုလို့ရှိရင်အများ800ခိုင်နှုံ900ခိုင်နှုံတစ်နှစ်ကိုပါနော်အတိုးနှုံကအဲ့လောက်နေသူတို့ကချီးပြီးဒါကိုတော့မှသူတို့ထိုင်ဝမ်ဟောင်ကောင်လို့ဘာလို့က developer တွေအနေနဲ့စဉ်းစားတဲ့ခါကြလို့ရှိရင်အဲ့ဒီအတိုးနှုံမှအញ្ញံကိုညှင့်နေတာ ဘာကြောင့်ကျွန်တော်မြင်နေတာလဲဆိုတဲ့ကိစ္စကျွန်တော်တို့ထိုင်းရောက်လာတဲ့ခါကျမှကျွန်တော်တို့ကသိတာအခုလက်ရှိမှာဆိုလို့ရှိရင်ထိုင်းမှာသူတို့ဘန်ဒီရဲ့အတူနှုံဒီသူကနှစ်ချက်တူနှစ်ချက်ခွဲသုံးချက်ထိမရှိဘူးဗျာတနစ်လုံးကမှ3%ဆိုတဲ့ဟာထိမရှိဘူးသူတို့ရဲ့အတူနှုံအတူနှုံက3%ဆိုလို့ရှိရင်သူကအရန်ကိုမြင့်နေပြီဆိုတော့ကျွန်တော်ခုနပြောသလိုအိမ်ကိုကျွန်တော်ဝယ်လိုက်တယ်တနစ်လုံးမှာကျွန်တော်ကအိမ်ကိုငှားက percentage ဒီကျွန်တော်က100ရာခိုင်နှုန်းမြတ်တာတေးကြတယ်ဆိုရင်တနစ်လုံးကိုကျွန်တော်တို့ကဘတ်ချင်းငွေက300ရာခိုင်နှုန်းပဲရှိတယ်ဆိုကျွန်တော်က900ရာခိုင်နှုန်းမြတ်သေးတယ် ဒါက international မှာရှိတဲ့တဘောက Thai လို့เนาะ Taiwan လို့အဲပြီးလို့ရှိရင်အမ Singapore လို့စသဖြင့်ပေါ့เนาะဘန်ဒီအတိုးတော့အခုဆိုလို့ရှိရင် America တောင်မှအခုနောက်ပိုင်းတော့သူတို့အတိုးလုံးနေအရင်တိုးလာအတွက် America တော့အခု၄ချက်လောက်ဖြစ်သွားတယ်ဆိုလားပါဆိုလားကျွန်တော်သေချာတော့မသိဘူးเนาะဒါပေမဲ့သူတို့အခုအတိုးလုံးနေအရင်ကိုတိုးနေတယ်ပေါ့เนาะ America မှာဘန်ဒီအတိုးလုံးတိုးတဲ့အတွက်ကြောင့်သူတို့၄ချက်လောက်တစ်နှစ်ကို၄ချက်လောက်ဖြစ်လာတယ်ဗျာအဲ့တော့အဲ့ဒါကြောင့်မလို့နိုင်ငံခြားမှာရှိတဲ့လူတွေအကုန်လုံးကဒီ property investment မှာသူတို့က ရင်းနှီးမြှုပ်နှံကြတာဘာကြောင့်လဲဆိုလို့ရှိရင်ဘဏ်ကနေသူတို့ဥမာပြန် instrument နဲ့သူတို့အိမ်အိမ်ချင်းငွေတင်လိုက်မယ်ကျွန်တော်ဒီအိမ်ငွေဝယ်ထားလိုက်ပြ20%ဒီမှာဆို10% 20%ပေးပြီးရင်ချင်းငွေရပြီဟုတ်ရလို့သူတို့ကဂျန်တဲ့ပတ်စံကို instrument နဲ့ယူလိုက်တယ်ဆိုလို့ရှိရင်ဒါမှာသူတနည်းလုံးအတိုးငွေက3%လောက်ပဲပေးရတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီအိမ်ကိုငားတဲ့ဟာကတနည်းလုံးကို10%ရတယ်ဆိုရင်သူက900ကျော်လောက်မြတ်တယ်။တဘောကဗျာဒီအိမ်သာဆိုကျွန်တော်ကတနည်းကိုဘွာလောက်မြတ်နေသေးတယ်။9သိန်းလောက်ကျွန်တော်ကမြတ်နေတယ်။3သိန်းလောက်ပဲကျွန်တော်ကအတိုးပေးရမှာ။ เนาะပြီးလို့ရှိရင်တော့မှ buy installment နာဆိုလို့ရှိရင် तू อ่ะ तू อ่ะနေအတိုးရင်းပါမီတော့နှုတ်နှုတ်နှုတ်လောက်သွားသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုက်တယ်တဘောဗျာကျွန်တော်10နှစ်ယူလိုက်တယ်ပဲထားအတိုးအတိုးကို10နှစ်ယူလိုက်တယ်တနှစ်ကို3ချက်တိုးနဲ့ကျွန်တော်တို့ကယူလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်က10နှစ်တောင်ရှောက်ငှားပြီးတွားပြီးဆိုတဲ့အခါကြလို့ရှိရင်ဒီကနေကျွန်တော်ရတဲ့အိမ်ငှားကနဲ့ပဲကျွန်တော်ကအတိုးပေးနေလို့ရှိရင်တော့မှကျွန်တော်ကတနှစ်တနှစ်ကိုအမျက်ထွက်နေသေးတဲ့အပြင်10နှစ်ပြီးသွားတဲ့အခါချင်းမှာကျွန်တော်ဒီအိမ်ကိုအလကားနီးပါးနဲ့ပိုင်သွားမှာကျွန်တော်စပြီးတွင်ခဲ့တဲ့10% 20%လောက်ပဲ ရင်းလိုက်ရတဲ့သဘောမျိုးမှာရှိတာပေါ့နော်။ဆိုတော့အဲ့ဒီဟာကိုချိန်ပြီးတော့ international ရဲ့လူတွေအကုန်လုံးကထိုင်းမှာလာပြီးတော့သူတို့ရင်းနှီးမြှုပ်နှံကြတာ။ဘာကြောင့်မလို့ထိုင်းမှာလာပြီးရင်းနှီးမြှုပ်နှံတာလဲဆိုလို့ရှိရင်ကျတော့အိမ်ကိုဝယ်တဲ့နေရာမှာအရန်ကိုဈေးတက်တာ။ကျွန်တော်ဒီအိမ်ဆိုလို့ရှိရင်ဒါကကိုတန်းကိုတန်းဆိုတာ ကတကယ်တမ်းပေါ့နော်။ဥပမာစင်ကာပူမှာကျွန်တော်တို့ကကိုတန်းဆိုကျွန်တော်ဒေါ်လာဘယ်လောက်ရှိဒေါ်လာ2သိန်းကျော်ဒေါ်လာ2သိန်းခွဲ3သိန်းမရှိဘူးပေါ့နော်။ဒေါ်လာ2သိန်းကျော်နဲ့ကျွန်တော်တို့ကဒီအိမ်ကိုဝယ်လိုက်နိုင်တယ်ဒေါ်ဒါက ထိုင်းမှာမလို့ကျွန်တော်တို့ကဒီဈေးနဲ့ဒီအိမ်ကိုရတာတကယ်မလေးရှားဆိုရင်တောင်မှဒီလိုပုံစံပေါ့နော်ကျွန်တော်ပိုးဗီလာလုပ်မယ်ဘာဘာညာညာဒီ quality ဒီ level ဆိုလို့ရှိရင်ကျွန်တော်ကဒေါ်လာ2သိန်းခွဲနဲ့ပဲလို့မရနိုင်ဘူးစင်ကာပူဆိုရင်တော့ပြောမတင်နဲ့တော့ထိုင်ဝမ်ဆိုလို့ရှိရင်ကျွန်တော်အမှထိုင်ဝမ်မှာနေတာဗျာသူရဲ့သူတို့ဝယ်နေတဲ့ဟာအရာပြောရမယ်ဆိုလို့ရှိရင်ဒီဟိုပါပေါ့နော်ထိုင်ဝမ်ငွေနဲ့ဟိုထိုင်းဘတ်ငွေအတူတူလောက်ဖြစ်နေတာသူတို့စီမှာဒီလို8တန်း7တန်း9တန်းဆိုတာကတိုက်ခမ်းမရတာ တိုက်ခန်းအဟောင်းမဲ့ရတာပေါ့နော်အစ်တတော်တို့ရဖို့မလိုဘူးအဲ့ဒီအချိန်ဒီမှာကျွန်တော်တို့ကကြာဒီမှာဘူးဗီလာဖြစ်နေဘူးဗီလာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးကျွန်တော်ကလာဘေးနဲ့မငားခြင်းခုနလိုတလားတသိန်းနဲ့မငားခြင်းကျွန်တော် short term ပေါ့နော်ဟို rental နဲ့ Airbnb လိုမျိုးကျွန်တော်ကရက်ရက်တူအငားနဲ့ကျွန်တော်တင်မယ်ဟေ့ဆိုလို့ရှိရင်ဗျာဒီအိမ်ကိုကျွန်တော် master bedroom သုံးခန်းပါတယ်တရက်ကိုကျွန်တော်9000တင်မယ်ပဲထား9000ဆိုရင် master bedroom တုံးခန်းနဲ့ဆိုရင်တခန်းမှာသူတို့1500လောက်ပဲကြာမှာထားပါ4000ရပါတော့ master bedroom တခန်းကိုကျွန်တော်1500နဲ့ပဲ တင်တယ်ပဲထားလိုက်တော့ကျွန်တော်ဒီဒီအိမ်ကိုကျွန်တော်4500နဲ့ငှားတယ်ဆိုလို့ရှိရင်တော့မှတလောက်ကျွန်တော်ကအ ਨੇ ဆုံးတသိန်း2000တသိန်း3000လောက်ကသူကပြေးမလို့ဘူးဒါက4500လာဆိုလို့ရှိရင်ငှားတယ်လို့ရရန်တန်နေပြီဘာကြောင့်လဲဆိုအိမ်တိုင်းအိမ်လုံးရတာဗျာလေဘင်ရင်းအခြေကြီးရတယ် kitchen ကြီးအကြီးရတယ်အပြင်ရေကူးကန်မှာသူက private ပါထားပြီးသားဒီလိုရေကူးကန် private ပါတဲ့အခန်းကိုဟိုတယ်မှာကျွန်တော်တို့ကသွားငားကျင်တယ်ဆိုလို့ရှိရင်တော့မှတခန်းပဲဟိုကသူ့ဘာတယ်ဘူးငားတော့ဖြစ်နေပြီဒါတခန်းစာပဲရမှာလူနှစ်ယောက်လောက်ပဲတဲလို့ရမှာအလုံးစုံ ဟို extra bag ထိုးလို့ရှိရင်၃ယောက်လောက်ပဲတဲလို့ရမှာအဲ့ဒါဆိုတော့9000လောက်ဖြစ်နေပြီဒီမှာကျွန်တော်ကတကယ်ကို9000လောက်နဲ့ကျွန်တော်ငါပေးမယ်ဆိုရင်ငါကျင်တဲ့လူတွေကအများကြီးပဲတခုတော့ရှိတာပေါ့နော်ကျွန်တော်တို့လုံချင်းရင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကန်းချင်နေဝေးတဲ့အတွက်ကြောင့်မလို့လားကျွန်တော်တို့ကဒီလိုဒီအိမ်မျိုးအခြေအနေမျိုးသားကျွန်တော်ကန်းချင်နေနီးတယ်ဆိုကျွန်တော်တရက်ကို1000ငါလဲငါလို့ရတယ်။ဒါကြောင့်လဲဆိုရင်ကန်းချင်နေနီးတယ်အကုန်လုံးနဲ့ဟိုချင်းပြောင်းများ shopping ထွက်တာလဲနီးတယ်အကုန်လုံးနဲ့နီးတယ်ဆိုလို့ရှိရင်သူကဒီတန်အောင်ဈေးမြင့်အောင်မဲ့ ဲ့တော့အဲ့လိုမျိုးရက်တုံနဲ့ငားမယ်ဆိုလို့ရှိရင်သူတို့တစ်နှစ်တစ်နှစ်ရနိုင်တဲ့အကျိုးအမြတ်ပါစံတွေကခုနကကျွန်တော်စဉ်းစားထားတဲ့10%ထက်တောင်သူကပိုပြီးတော့မြင့်သေးတယ်နော်ဒါတော့မှကျွန်တော်တို့စဉ်းစားလို့ရှိရင်60% rate လောက်ပဲစဉ်းစားတဘောပါဗျာတစ်နှစ်လုံးကျွန်တော်ရက်360ကျော်မှာကျွန်တော်တို့က6ရက်60ရာခိုင်နှုန်းလောက်ပဲငှားမဲ့သူဝင်နေဆိုတဲ့ပမာဏနဲ့ပဲတွက်ရင်ဒါမှသူက10%မကောက်ဘူးမြတ်တယ်ဆိုတော့အဲ့ဓာဒီကြောင့်မလို့ပဲနိုင်ငံခြားကလူတွေအကုန်လုံးကထိုင်းမှာလာပြီးတော့သူတို့က ီ property တွေမှာရင်းနှီးမြှုပ်နှံကြတာ။ဘာကြောင့်လဲဆိုရင်ဒီမှာအမြင့်ကြီးဈေးကလည်းတက်တာသေးတယ်၊အိမ်ဈေးကလည်းတက်တာသေးတယ်၊ဘန်ကောက်မှာလည်းဈေးမကြည့်ဘူး။ဘန်ကောက်မှာလည်းဈေးမကြည့်။ဘန်ကောက်ဒီရှင်းရှင်းပြောရင်ဒီအရှိတောင်အရှာမှာပြောရမယ်ဆိုရင်ဒါမြို့ကြီးစင်းရင်းဝင်လာတယ်ဗျာ။ကွာလာလမ်ပူလည်းမြို့ကြီးပဲ၊ဘန်ကောက်လည်းမြို့ကြီးပဲ။ကျွန်တော်ဆိုလိုချင်တာထိုင်းပေလည်းမြို့ကြီးပဲ။အဲတဲ့အဲ့လိုစဉ်းစားတယ်ဆိုလို့ရှိရင်လာမအဲ့မြို့ကြီးတွေစည်ရင်းထဲမှာဘန်ကောက်ရဲ့အင်ချမ်မီဝယ်ရတဲ့ဈေးနှုန်းမှာတက်တာနေသေးတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကိုနိုင်ငံခြားလူတွေအကုန်လုံးက ဒါထိုင်းမှာလာပြီးတော့တို့ရအိမ်ဝယ်မယ်ပြီးလို့ရှိရင်အိမ်ကိုရင်းနှီးမြုပ်နှံမယ်တပည့်ရင်းနှီးမြုပ်နှံတယ်ဆိုတော့အိမ်ကိုတို့ရနေဖို့ဝယ်တာမဟုတ်ဘူးအမျက်ရကြလို့တို့ကဝယ်တာအမျက်ဆိုတာကအိမ်ကိုရောင်းစားဖို့မဟုတ်ဘူးเนาะအိမ်ကိုတို့ရခိုင်းစားဖို့ပေါ့เนาะ ရက်တူအငါပဲဖြစ်ဖြစ်ရက်ရှည်အငါပဲဖြစ်ဖြစ်သူတို့အဲ့လိုမျိုးငါစားမယ်ငါစားလို့တွက်လိုက်တဲ့အခါကျလို့ရှိရင်ရနိုင်တဲ့အမြက်ပမာဏဒီဆယ်ရာခိုင်နှုန်းသူတို့ပုံမှန်ဆိုရင်တော့600ခိုင်နှုန်း900ခိုင်နှုန်းဆိုတော့သူတို့ okay နေပြီ။ဘာကြောင့်လဲဆိုရင်ဘဏ်ကနေကျွန်တော်ယူတယ်ပေါ့နော်ဥပမာကျွန်တော်အမှဆိုရင်အဲထိုင်းဝမ်မှာရှိတယ်သူတို့ဘဏ်ကနေသူတို့ယူရဲဘာညာဆိုလို့ရှိရင်အမှသူတို့ယူတဲ့ချေးငွေပမာဏဒီ2.5ရှိတယ်။တနစ်ကို2ချက်ခွဲတနစ်ကို2ချက်ခွဲဆိုတာဒီ အဲရှင်းရှင်းပြောပါလို့ရှိရင်တို့စီမှာတော့မှဒါမြင့်နေသေးတယ်။အဲဒါကြောင့်မလို့ထိုင်ဝမ်ကလူတွေအများကြီးပဲတို့ကဘလို့လုပ်လဲဆိုလို့ရှိရင်ထိုင်မှာတို့လုံးတင်တယ်။ installment အနေနဲ့တင်တယ်။တင်ပြီးရလာတဲ့ cash ကိုတို့ကဘာမှလာပြီးရင်းနှီးမြှုပ်နှံတာလဲဆိုလို့ရှိရင်ဘာကောက်မှလာပြီးရင်းနှီးမြှုပ်နှံတယ်။ဒီလိုထိုင်မှာလာပြီးတော့ရင်းနှီးမြှုပ်နှံတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ဟိုမှာ group ပေးရတဲ့အတိုးနှုန်းနဲ့ဒီကနေ HME မှာသူတို့ရင်းနှီးမြှုပ်နှံထားလို့ရတယ်တနေ့တနေ့ရတယ်အမြတ်ရခိုင်နှုန်းနဲ့ကသူတို့ကအရန်ကြိုက်လို့အ ਨੇ ဆုံးကတော့နှစ်ဆကြိုက်တယ် တပွားဗျာ3ချက်3 3%လောက်ပဲသူတို့မှအတိုးပေးရတယ်ဆိုရင်ဒီမှာအနည်းဆုံး6%လောက်တော့သူတို့ဟာတနစ်ကိုငွေပြန်ဝင်တယ်အဲ့တော့300ခိုင်နှုန်းလောက်ကကိုယ်အပိုစားရတယ်အဲ့အတွက်ကြောင့်မလို့သူတို့ကအဲ့လိုမျိုးရင်းနှီးမြှုပ်နှံကြတာအဲ့တော့ပထမတစ်ချက်ဒီ တိုင်းမှာကအကုန်လုံးဈေးပေါ်တယ်အထူးသဖြင့်ကျွန်တော်တို့ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ရင်းနှီးမြုပ်နှံနေဆိုရင်ကျွန်တော်အရင်တော့လည်းပြောပြပူပါတယ်အဓိက tourist tourist destination တွေမှာကျွန်တော်ရင်းနှီးမြုပ်နှံဒါအကောင်းဆုံးပဲအပတရားတို့လိုဖူခတ်တို့လိုဆမ်ဝေတို့လိုနေရာဆမ်ဝေဆိုလို့ရှိရင်အများရှင်းရှင်းပြောရင်မြေကြီးနေရာတွေကအရင်အခုတိပေါ့နော်ဒါတော့ဈေးတွေအများကြီးတက်လာတာဒီနောက်ပိုင်းမှာဆမ်ဝေအရင်ခေါ်လာတဲ့အတွက်ကြောင့်မလို့ဒါတော့မှဈေးကတက်တာသေးရဲ့ဗျာဘန်းဝင်နှစ်တန်းသုံးတန်းဆိုကျွန်တော်မြေခွက်တွေကဝယ်လို့ရတယ်နှစ်တန်းသုံးတန်းဆိုဆင်းစားကြည့်ဗျာတိန်း3-4000ပဲရှိတာ ဒါကစမွေကျွန်းစမွေကျွန်းဆိုအခုချိန်မှာပြောရမယ်ဆိုရင်ကဘာကိုပတ်ပြီးမေးမယ်ဆိုလို့ရှိရင်သူကဘာလီကျွန်းလိုမျိုးပဲအရန်ကိုနာမည်ကြီးတဲ့ကျွန်းစရင်းမှာဝင်နေပြီးသားဒီ white lotus တွေပါတယ်ရိုက်ထားတာပေါ့ဆိုတော့အဲ့လိုကျွန်းပေါ်မှာကိုကျွန်တော်ပြန်မြေကွက်တုတ်ကွက်သွားဝယ်တာနှစ်တန်းသုံးတန်းနဲ့ဝယ်လို့ရနိုင်တယ်နောက်ဆုံးပြကျွန်တော်ပူးဗီလာမျိုးဒီလိုမျိုးပူးဗီလာကြီးသွားဝယ်မယ်ဆိုလို့ရှိရင်မြတ်တန်း20လောက်ဆိုကျွန်တော်ဝယ်လို့ရတယ်တန်း20လောက်နဲ့ဝယ်ထားတဲ့ပူးဗီလာကြီးတရက်တရက်ငားမယ်ဆိုလို့ရှိရင်သူတို့တရက်1000ကျွဲ2000လောက်ငားလို့ရတယ် ဲ့လိုမျိုးဆိုလို့ရှိရင်သူတို့တွက်လိုက်မယ်ဆိုရင်တနည်းရလာတဲ့အကျိုးအမြတ်ရဲ့ပါစနစ်ကကြတော့သူတို့ဆိုတွက်ထားတာဆံမွေဆိုလို့ရှိရင်အနည်းဆုံး73ရာခိုင်နှုန်းနဲ့75ရာခိုင်နှုန်းလောက်ထိမြတ်မယ်လို့သူတို့တွက်ထားတာ တဘောအစက်တန်းရင်းထားတယ်ဆိုရင်တနစ်ကိုတတန်းနဲ့၃သိန်းလောက်ကတော့ဝင်ရမယ်တတန်း၃သိန်းနဲ့တတန်း၅သိန်းချာမှဝင်ရမယ်ဆိုပြီးသူတို့ကမှန်းထားတာအဲ့လိုမှန်းထားတာတည်ကြတယ်ဆိုလို့ရှိရင်သူတို့က၁၀နှစ်လောက်ပတ်စံရှာရင်တော့သူကတတော်ကိုအဲဟိုဘယ်လိုပြောရမလဲအရင်ကြည့်ပြီးတော့ကြိုက်နေပြီပေါ့ဗျာအဲ့ဒီအတွက်ကြောင့်မလို့လေဒီမှာကတခါလေကျွန်တော်မြေကြီးပါတဲ့မြေကြီးဆိုလို့ရှိရင်ဗျာနိုင်ငံခြားသားတွေဝယ်လို့မရအောင်အလွန်ဆုံးဆိုလို့ရှိရင်သူတို့ငားလို့ရတယ်ငားတာဒီနှစ်၃၀ကျွန်တော်ဆမွေကကျွန်တော်မိတ်ဆွေတွေတို့သွားမိလို့ရှိရင်သူတို့နှစ်၃၀ဆိုရင်လာသူတို့ကကြိုက်နေပြီ သူတို့စဉ်းစားတာဒီနှစ်30ငါတို့လက်ထက်မှာဒီအိမ်ကအေးစစ်ရှိနေတာမှာငါတို့ကအဆင်ပြေပြီကျန်တာငါတို့ပို့မစဉ်းစားအကြောင်းမို့ပိုင်တာမပိုင်တာတသက်လုံးနေရမှာမရမှာသူတို့မစဉ်းစားဘူးနှစ်30ငါတို့ပတ်စံရှာမယ်နှစ်30ပတ်စံရှာပြီးလို့ရတဲ့မြတ်အမျက်ကိုငါတို့ယူပြီးွားပြီဆိုလို့ရှိရင်အဲ့နှစ်30အခြေအနေမှာရှိနေတဲ့အိမ်ရဲ့ condition အတိုင်းသူတို့ကပြန်ရောင်းစားမယ်တဘောကပြကျွန်တော်ဆယ်တန်းအိမ်ဒီနှစ်30လောက်ကြာသွားတဲ့အချိန်မှာ3တန်းမဲတန်းတော့တယ်ဆိုတာမှာသူအဲ့3တန်းနဲ့သူပြန်ရောင်းလိုက် ရောင်းလိုက်မယ်ဆိုအဲ့သုံးလမ်းကိုလည်းသူပြန်ရအောင်မယ်ပြီးလို့ရှိရင် तू အဲ့နှစ်30အတွင်းမှာဆိုလို့ရှိရင်ဗျာ तू အရင်ကြေးတဲ့အပြင် तू အနစသုံးစားလောက်ကို तू ပတ်စံရှာပြီးွားပြီးတဘောဗျာစံတန်းတန်းတဲ့ဟာကနှစ်30မှာရှာလို့ရှိရင်ကျွန်တော်တန်း30လောက်ရရထားပြီးပြီအဲ့တန်း30ရထားပြီးသားဖြစ်တဲ့အပြင်တော့မှနှစ်30ပြီးသွားတဲ့အချိန်မှာဒီအိမ်ကသုံးသန်းလောက်ပဲတန်းနေဆိုတော့ तू သုံးသန်းနဲ့ပြန်ရောင်းစားလိုက်မယ်ဒါကဟိုအစိုးဆုံးအခြေအနေကိုကျွန်တော်ပြောပြပြီးတာဒီအိမ်တစ်ခုဒီဥမာကျွန်တော်ဒီပူးပစ်လာရေးပဲထားပါတော့ကျွန်တော်စေတန်းနဲ့ဝယ်ထားတယ်နှစ်30ကြာသွားတဲ့အခါမှာကျွန်တော်သုံးသန်းဆိုတဲ့ကိစ္စကကျွန်တော်အနှိမ့်အနှိမ့်ဆုံးကျွန်တော်မှန်းထားတာ ဟုတ်လားဟိုနှစ်30ဆိုတာကအမှန်နဲ့အိမ်အတွက်ကတော့အရန်ကြီးမတစ်တော့ဘူးပေါ့ဗျာဒါပေမဲ့လည်းအရန်ကြီးစုပ်ပြက်နေတဲ့အခြေအနေမျိုးမဟုတ်သေးဘူးအဲ့လိုအခြေအနေမျိုးမှာကျွန်တော်ကဒါကြီးကိုသုံးသန်းနေရဆိုသူများလည်းအချောင်ရလို့ဝယ်အောင်ပါလေဝယ်ပြီးတဲ့အပြင်ဒါလေးကိုနေပါအဲ့ချိန်မှာနှစ်30ကျော်သွားလို့ decoration တစ်ခေါက်ပြန်ပြင်ရမယ်ပဲဒါဗျာသုံးလေးသန်းအကုန်ခံပြီးသူပြန်ပြင်လိုက်တယ်ဆိုဒီညွတ်သူပြန်ငါးစားမယ်ဟဲ့ဆိုလို့ရှိရင်လေတည့်ရ9000တောင်ကရနိုင်မှာပဲဆိုတော့အဲ့ဒီပုံစံနဲ့သူတို့ကတွက်ကြတယ်အဲ့ဒီတွက်ကြမလို့ဒီမှာအင်ချမ်းမြေရင်းနှီးမြုပ်နှံနေဆိုတဲ့ကိစ္စတွေကဖြစ်လာတယ်အဲ့တော့ မြန်မာနိုင်ငံနေနဲ့စဉ်းစားရင်ကြတော့အတိုးနှုံးတွေကသူများနိုင်ငံတွေနဲ့အတူမနေဘူးပေါ့နော်မြန်မာနိုင်ငံကဗန်ဒီအတိုးနှုံးတွေမြင့်နေတာမြင့်နေဆိုတော့မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုနှုန်းကလည်းမြင့်နေတာဟုတ်အဲ့တော့တို့ကအဲ့ဒါကိုတွက်ပြီးတော့မြန်မာနိုင်ငံအတိုးနှုံးနဲ့တွက်လဲလို့ရှိရင်ဟဲ့နင်းတို့အဲ့မှာတစ်နှစ်လုံးနေတော့မှ10%ပဲမြင့်တာတစ်နှစ်လုံးနေတော့မှ7%ပဲမြင့်တာဘယ်လိုလုပ်ကြိုက်မှာလဲဆိုတဲ့ခေါင်းစဉ်တွေဖြစ်လာတာပေါ့နော်ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာကဘဏ်ကတည်းကကျွန်တော်ကငွေချေးလို့ရှိရင်တော့ရတဲ့အတိုးနှုန်းကကျွန်တော်ဒီမှာအိမ်ငှားစားလို့ရှိရင်ရတဲ့အတိုးနှုန်းကမြင့်နေတာနော်အဲ့ဒါကြောင့်မလို့ ကျွန်တော်ကလည်းဒီဗီဒီယိုလေးလို့ပြီးရှင်းပြပေးတာဒါပေမဲ့ international မှာကဘန်ဒီရဲ့အတိုးနှုန်းဆိုတာကအခုချိန်မှာကျွန်တော်ကြားဘူးတမျှပေါ့နော်အမ US ဒေါ်လာတော့၄သိန်းလောက်4%လောက်ဖြစ်နေပါညာဆိုလို့ရှိရင်တော့သူတို့စီမှာကအရန်ကိုမြင့်နေအတိုးနှုန်းဖြစ်နေပြီမြန်မာနိုင်ငံလို့800ခိုင်နှုန်းတွေ900ခိုင်နှုန်းတွေလို့1000ခိုင်နှုန်းတွေလို့တစ်နှစ်ကို1200ခိုင်နှုန်းတွေ300ခိုင်နှုန်းတွေဆိုတာနိုင်ငံခြားမှာမရှိဘူး နော်သူတို့အားလုံးကကြီးတာဒီတစ်နှစ်လုံးကို1%တို့တစ်နှစ်လုံးကိုမှသူတို့က1.5တို့တစ်နှစ်လုံးမှ2%တို့တစ်နှစ်လုံးမှ3% 3%ဆိုတာကမှကျွန်တော်ကြားဖို့တမျှလူထဲမှာမရှိတော့တုံးညငိုင်းတော့ဆိုလို့ရှိရင်သူတို့ရေအကုန်ကအော်နေပြီဘဏ်ကမေးချင်းမှုချင်းဝေးအတိုးယူတာမြင်လိုက်တာဆိုပြီးတော့အဲ့ဒါကြောင့်မလို့သူတို့ကလည်းဒီလို investment တွေမှာရင်းနှီးမြှုပ်နှံတဲ့အခါကျလို့ရှိရင်900ခန်းလုံးမြင်မြင်ဆက်ရခန်းလုံးမြင်မြင်သူတို့တို့ကအရန်ကြိုက်တယ် เนาะပြီးလို့ရှိရင်ထိုင်းဘတ်ငွေတွေဘာလို့ဆိုရှင်ငွေကြေးဖောင်းဖောင်းမှု rate ကလည်းအရန်ကိုနှေးတယ်နှေးသေးတယ်ပေါ့เนาะအခုဆိုလို့ရှိရင်သူဆိုရင်ဒေါ်လာနဲ့ဆိုလို့ရှိရင်တော့မထိုင်းငွေမာရင်မာနေသေးတာဗျာတိလာအဲ့လိုမျိုးပေါ့အဲ့တော့ငွေကြေးဖောင်းဖောင်းမှုနှေးတဲ့နေရာမှာအတိုးနှုံးအေးအေးဆေးဆေးနဲ့ဆိုလို့ရှိရင်ကြတော့အရန်အဆင်ပြေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဆိုလို့ရှိရင်လည်းအခုကြီး invest လုပ်တဲ့ဟာမျိုးဆိုတော့ proper ကျွန်တော် company အနေနဲ့ဆိုလို့ရှိရင်ပေါ့เนาะ၄နေရာလောက်ကျွန်တော်ရှိသွားပြီဒီအိမ်မှာအပါဆိုရင်မဒီအိမ်ကတော့ကျွန်တော်နေတာဖြစ်တဲ့အတွက်ကျွန်တော်ပတ်စံရှာလို့မရအောင်ကျန်တဲ့၃နေရာဆိုရင်ကျွန်တော်ကပတ်စံရှာတယ်အခုကျွန်တော် ဘန်ကောက်မှာရှိတဲ့ကွန်ဒိုဆိုလို့ရှိရင်ကျွန်တော်ဝယ်တော့ခွန်းတန်းကျော်ပေါ့နော်။ဒါဒီမှာပြင်နာစင်တန်းနဲ့လို့၈တန်းလောက်ရှိမယ်။အခုကျွန်တော်တလောက်ကို၃တန်းခွဲနဲ့ကျွန်တော်ငားထားတယ်။၃တန်းခွဲဆိုရင်တစ်နှစ်ကိုအဲထားလိုက်ပါ၃သိန်းခွဲဝင်တယ်ပဲထားပေါ့နော်။၃သိန်းခွဲဆိုရင်ကျွန်တော်ရဝင်တဲ့ပါဆန်တည်ခွန်းတန်း၈တန်းနဲ့ဆိုလို့ရှိရင်သူကတော့4%ကျော်ကျော်လောက်ပဲဝင်မယ်ပေါ့နော်။ဆိုတော့ဒါပေမဲ့လည်းအဆင်ပြေတယ်၊ကြိုက်တယ်။သူဒီရှင်းရှင်းပြောလို့ရှိရင်နှစ်20လောက်ကျွန်တော်ငားလိုက်ပြီဆိုလို့ရှိရင်တော့အဲ့ကွန်ဒိုရဲ့အရင်ကကျွန်တော်ကကြေသွားပြီ။ ်ကြံနဲ့နင်း20ကျော်တဲ့အချိန်မှာကျွန်တော်ဆက်ပြီးငားလို့ရတဲ့များကိစ္စတွေအကုန်လုံးဒီကျွန်တော်တို့ကအမျက်တွေကြီးပဲအခုလက်ရှိမှာဆိုတော့ကျွန်တော်တနစ်ငားပြီးသွားပြီပေါ့နော်တနစ်ကိုဗျာ3ဟိုဘတ်3သိန်းကျော်လောက်ကျွန်တော်တို့ကဝင်ပြီးသွားပြီဆိုတော့ရှင်းရှင်းပြောင်ကျွန်တော်ဒီမှာ property နှစ်ခုသုံးခုလောက်ကျွန်တော်ရင်းနှီးမြှုပ်နှံထားလိုက်လို့ရှိရင်ကိုကျွန်တော်ကတလဟိုမဘတ်3သိန်းလောက်ဝင်ငွေရှိနေတယ်ဆိုရင်အမှန်ပြောရရင်ထိုင်းနိုင်ငံအတွက်ကကျွန်တော်တို့အမှနေတဲ့ထိုင်းနဲ့တုံးဆွဲဖို့အတွက်ဆိုတာတော်တော်လုံလောက်သွားပြီလीနော်ဆိုတော့ property ထဲမှာကျွန်တော်တို့ကရင်းနှီးမြှုပ်နှံတာလဲကောင်းကျိုးတစ်ခုပါလဲဆိုကျွန်တော်ဘာအခြေမှမကုန်ကျွန်တော်ဘာမှလုပ်စရာမလိုဥမာ long term ပေါ့နော်အဲ့လိုကြီးကာလရှည်ငားရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က agent ကိုပဲပေးထားလိုက်ရုံနဲ့သူ့ဘာသူကကုန်စီမံခန့်ခွဲပေးတယ်သူကတလားစာယူထားတာဟုတ်နော်တနေ့ငားရတယ်ဆိုသူကတလားစာ3000ခွဲသူယူတယ်ယူတဲ့အတွက်ကြောင့်ဘာလုပ်လဲဆိုလို့ရှိရင်သူကအိမ်ကိုသူ့ပဲတောက်လျှောက်ဆောင်းလျှောက်ပေးထားတာသူအိမ်ငားနဲ့စကားပြောရတဲ့ကိစ္စတွေအပျက်စီးကိစ္စတွေအိမ်ငားထွက်တဲ့အခါမှာအမျိုးရှိတဲ့ကိစ္စတွေစရံကိစ္စတွေပြီးလို့ရှိရင်ဟိုမီတာကိစ္စတွေအကုန်သူပဲရှင်းလား ကျွန်တော်တို့ကဗာလဲဆို information ပဲပေးတာဒူဒူလိုเนาะဒူဒူလိုရှိတယ်အဲ့တော့အိမ်ငားမိမှာအစားသူအိမ်တအိမ်လုံးကိုသူတို့ဓာတ်ပုံရိုက်ထားတာ record ယူထားတာအစားသူတို့ယူထားတယ်အိမ်ပြန်အပ်တဲ့ခါလဲစစ်တာလဲသူတို့ပဲစစ်ပေးတာဘာကြောင့်လဲဆိုသူတို့ agent ကနေငားပေးထားတာအဲ့တော့ဒီမှာက property နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကရင်းနှီးမြှုပ်နှံတယ်ဆိုတော့ကိုကလုံးဝကိုအလုပ်မရှိဘူးတာလုံးဝလုံးမရှိဘူးကျွန်တော်ဘာမှသိစရာမလိုကိုကကိုရှာရှည်ပြီးကြည့်ကြင်တော့ကိုယ်ကြီးစားပါเนาะကျွန်တော်တို့ရှာမရှိစင်းတက်တော့ကျွန်တော်တို့ဘာမှမကြည့်ဘူးငါတင်းတလားစားပေးထားပြီးတာငါရင်ကောင်းလိုက်ရှိနေဖို့အနေနဲ့တာပွဲနေမှနေသွားငါအဲ့တော့အိမ်ငါရားဖို့အရေးမရဖို့အရေးအစားကျွန်တော်တို့ဘာမှစိတ်ပူစရာမလို ကျွန်တော်အိမ်ဆိုရင်ရှေ့အိမ်ငါတင်တာတပတ်အတွင်းတက်သွားတာဗျာ၃သောင်းခွဲဆိုရင်ရန်ကြီးဈေးမမြင်တာလည်းပါတယ်ပေါ့နော် location ကလည်းကောင်းတာဒါပေမဲ့ဘာကောက်မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့အမြတ်ဒီအလောက်ကြီးဒီမမြင်ဘူးဒီမှာဆိုကျွန်တော်ဒီအိမ်ဆိုရင်အနည်းဆုံးအနည်းဆုံးကျွန်တော်မစင်စားဟုတ်ဆိုလို့ရှိရင်တော့9000 8000တောင်းကပြေးလို့မလို့9000 8000တောင်းတာဆိုလို့ရှိရင်ကျွန်တော်ကတနစ်ကို9သိန်းဝင်မယ်ပဲထားပေါ့နော်ကျွန်တော်ရဲ့အမြတ် percentage ဒီ7%လောက်ရှိရှိတယ်အရင်ရင်းနှီးမြှုပ်နှံထားတဲ့ဟာရဲ့7%လောက်ရှိရပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ကကြိုက်သွားပြီဆိုတော့ဒီလို ဟိုနိုင်ငံခြားသားတွေလာလေတက်တဲ့နေရာမျိုးသူတို့ဆိုများဒီလိုပူးဖစ်လာမျိုးဆိုသူတို့ကြိုက်တယ်လေနိုင်ငံခြားသားတွေလာခြင်းနဲ့အာ AC နားခြင်းနဲ့ပတရားလာတယ်ဆိုတဲ့ကိစ္စကလို့ရေလေးခုမဲ့နေပူဇာလုံးမဲ့ပြီးရင်အပြင်ထွက်ပြီးသူတို့ပျော်ကြမယ်အိမ်ပြန်လာလို့ရှိရင်အဲရေကူးကန်နဲ့အိမ်ဗီလာကြီးနဲ့ကောင်းကောင်းနေရတယ်ပေါ့နော်အဲ့လိုပုံစံနဲ့လာဆိုသူတို့ကပတ်စံပေးခြင်းတယ်သူတို့အတွက်ကြာလဲဈေးကြီးလာဆိုမကြီးဘူးဗျာရှင်းရှင်းပြောလို့ရှိရင်ဒီလိုအိမ်တိအိမ်ကိုတရက်ကိုဒေါ်လာ100ဆိုလို့ရှိရင်တော့မှသူတို့ကဟိုဘတ်9000လေးဒေါ်လာ100ပဲရှိရလေဒီအိမ်တိအိမ်လုံးကိုနိုင်ငံခြားမှာကဒေါ်လာ100နဲ့တရက်5ပူဆိုတာမလွယ်ဘူးလေ เนาะကျွန်တော်တို့အဲ့ဒါငွေငွေချမ်းသာတက်ကလည်းတန်တယ်တန်တော့ကျွန်တော်တို့ကလည်းငားပါပဲဒေါ်လာနေရာမှာ9000ပဲရှိတယ်9000နာရရင်ကျွန်တော်ကြလည်းတန်တယ်လေတရက်တာ9000ရနေတလောက်ပြကျွန်တော်ဘလူးဘက်တွက်တွက်2သိန်းတော့ကျွန်တော်ရရတယ်ဆိုရှင်ကျွန်တော်ဘာလို့မကြိုက်ဘူးလဲဆိုတော့ရှင်းရှင်းပြောရင်သူတို့ invest လုပ်တယ်ဆိုတဲ့ခေါင်းစဉ်ကသူတို့ကအဲ့ဒါကြောင့်မလို့ဖြစ်တာအဲ့ဒါလေးကိုလည်းကျွန်တော်ကတိတိကျကျလေးပြောပြပေးတာဘာကြောင့်လဲဆိုလို့ရှိရင်အဲ့အတိုနိုကိစ္စတွေနဲ့စဉ်းစားလိုက်တဲ့အခါမြန်မာနိုင်ငံကဘာမှရစဉ်းစားလို့ရှိရင်တော့မကြိုက်ဘူးလို့ထင်နေမှာမြန်မာနိုင်ငံမှာအတိုနိုတွေကဇွတ်တွေကြီးနေတာဟိုနိုင်ငံခြားမှာအဲ့လိုအတိုနိုဆိုတာမရှိဘူးဗျ5%လောက်ကြီးရဆိုလို့ရှိရင်တော့သူတို့စီမှာကဒီမှာကအတိုနိုအရင်မြ င်းတဲ့လူဖြစ်နေပြီအဲ့လိုလူကဆဲခံနေရပြီမြန်မာနိုင်ငံလို800ခိုင်နှုန်းနဲ့900ခိုင်နှုန်းနဲ့ဆဲခိုင်နှုန်းနဲ့ယူပိုင်ခွင့်ဆိုတာကရှိကိုမရှိဆိုတော့အဲ့ဒါလေးကိုလာပြီးတော့ပြောပြပေးတာပါဆိုတော့ idea လေးတော့ရသွားမယ်လို့တော့ထင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကတော့အဲ့ဒါလုံးလုံးနေဆိုကျွန်တော်အလုံးမရှုပ်ကျင်တဲ့အတွက်ကျွန်တော် property မှာ invest လုပ်တယ်ပေါ့နော် तू ကတော့ invest လုပ်ရတာကတော့ပတ်စံတော့ကိုကတော့ထည့်ရတာပေါ့နော်အဲ့ဒါပဲရှိတယ်ကျန်တာကတော့ရတဲ့အမြတ်တွေပါပဲညညာတွေကတော့ तू အဆင်ပြေတယ်ကြိုက်တယ်ပြီးလို့ရှိရင် passive income ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအေးအေးဆေးဆေးနေရုံပဲ ဟုတ်ပါဘူးအိမ်မှာအေးစိမ်းတဲ့နေကိုမတလားတလားတော့လေအခြေတိုင်း3000 3000ဝင်လာမယ်4000 4000ဝင်လာမယ်ကျွန်တော်စမွေမှာဝယ်ထားတဲ့ဟိုတယ်ဆိုလို့ရှိရင်သူတို့မှန်းထားပေးတာပေါ့နော်အခုဒီတော့ကျွန်တော်မအပ်သေးပါဘူးဟိုတယ်ခန်းလေးတစ်ခန်းကျွန်တော်ဝယ်ထားရှိအောင်သူတို့ဆိုလို့ရှိရင်တလားကိုသူတို့က3000လောက် အာဝင်မယ်လို့သူတို့မှန်တာပြီးကျွန်တော်ရင်းသားတာလည်း၃တန်းကျော်ဗျာဟိုတယ်ခန်းတစ်ခန်းလေးကိုကျွန်တော်ဝယ်တာ၃တန်းကျော်ပေးရတယ်သူတို့၃တန်းလောက်ဝင်မယ်လို့သူတို့မှန်တာပြီးရဲ့ဆိုလို့ရှိရင်တနစ်ကိုဒါကလည်းတန်းပါဆန်မယ်အဲ့လိုမျိုးပေါ့အဲ့တော့အဲ့ဒါလေးတွေပဲပေါင်းပြီးတော့ဖြစ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က ESC အဲ့နိုင်ငံခြားသားတွေအကုန်လုံးအရန်တွက်တယ်တယ်သူတို့တွေအရန်ကြည့်တယ်တယ်ကြည့်တတ်တဲ့အတွက်ကြောင့်မလို့သူတို့တွက်လိုက်တဲ့အခါကျလို့ရှိရင်အော်ထိုင်းမှကအရန်ကြိုက်တယ်ဘာကြောင့်လဲဆိုရင်ညီမြုံနာရတဲ့ငွေကနည်းတယ်ရတဲ့အမြတ်ကကြတော့ international နဲ့ဒန်းတူညီပါရရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ဒီမှာလာပြီးတော့ရင်းနှီးမြုံနာကြတာ ဆိုတော့အဲ့လေးကိုကျွန်တော်ကရှင်းပြပေးတာအဲ့တော့ရှင်းပြပေးတာပဲရှိရเนาะကျွန်တော်ကနေအားပေးလာဆိုရင်တော့လည်းအားပေးတာအားမပေးဘူးဆိုတာကျွန်တော်မရှိဘူးကျွန်တော်လည်းဘာမှ service မလုပ်ပေးနိုင်ဘူးကျွန်တော်ကိုလည်းလာပြီးလို့ရှိရင်ရင်းနှီးမြှုပ်နှံလို့ရလားမရလားတွေလည်းကျွန်တော်အခုလောဆယ်မှာဘာဝင်စားမှုမှကျွန်တော်မပေးဘူးကျွန်တော်ဘာသာကျွန်တော်ရင်းနှီးမြှုပ်နှံနေတာပဲရှိတယ်ဒါပေမဲ့လားလေးစီကျလို့ကျွန်တော်ပြောပြပေးတာဆိုတော့ဒီ GPT တွေကျေးဇူးများတင်ပါတယ်အကျိုးရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားလို့ရတယ်ပေါ့နော်ကျွန်တော်အဲ့လို share ရှိတဲ့ video လေးကိုကျွန်တော်တင်ပါတယ် ဆိုတော့နောက်ဗီဒီယိုတွေကြာလို့ရှိရင်ကျွန်တော်ထပ်တွေ့ပါဦးမယ်တာတာ